အားလုံးပဲမင်္ဂလာပါ THA ဘလော့ YouTube channel ကနေပြန်လဲပြီးတော့ကြိုဆိုလိုက်ပါရဗျာဒီကနေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ဖုန်းတွေကပျောက်သားတာပဲဖြစ်ဖြစ်ဒီကျွန်တော်တို့ကစားနိုင်ခံရတာပဲဖြစ်ဖြစ်အခိုးခံရတာပဲဖြစ်ဖြစ်အမှုမဲ့အမတ်မဲ့နဲ့ကြနေခဲ့တာပဲဖြစ်ဖြစ်ဖုန်းကိုကျွန်တော်တို့ရဲ့ဖုန်းပျောက်သွားပြီဆိုလို့ရှိရင်အဲဖုန်းရဲ့ location ကိုဘယ်လိုမျိုးပြန်ရှာရမလဲရှာပုံရှာနည်းမတည်သေးဘူးဆိုလို့ရှိရင်ဒီ video ကိုဆက်ကြည့်ပေးတော့ပါ နောက်တစ်ခုကအရေးကြီးတဲ့ data အချက်အလက်တွေကိုဘယ်လိုမျိုးပြန်ယူရမလဲဆိုတာကိုလည်းသိချင်တယ်ဆိုလို့ချင်းဒီဗီဒီယိုကိုဆက်ကြည့်ပါဒီဖုန်းကကျွန်တော်တို့က location နေရာအတီကြားလည်းသိချင်တယ်နောက်ကျဒီဖုန်းက data တွေအလုံးကိုမတမာတူတွေကအကုန်လုံးပေါက်ရိုက်ချောက်လို့မှချောက်လို့မလို့ဖြတ်ရှင်တယ်ဘယ်လိုမျိုးဖြတ်ရမလဲဆိုတာကိုဒီဗီဒီယိုမှာအသေးစိတ်လေးပြောပြပေးသွားမယ်ဒီဒီဗီဒီယိုကိုတကယ်လို့မှမိတ်ဆွေလိုအနေနဲ့လုံရှင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရှိကဒီ Telegram group မှာဝင်မရမယ် တဂရန်ကူကကြတော့ဝင်ကြည့်ပြရပါတယ်တကယ်လို့မှဝင်ကြည့်အနေနဲ့ဝင်ကျင်တယ်ဆိုလို့ရှိရင်ဒီဗီဒီယိုကိုကြည့်ပြီးတော့စိတ်ဝင်စားလို့မလို့ဝင်ကျင်တယ်ဆိုလို့ရှိရင်တော့ကျော်တို့ကဝင်ကြည့်အနေနဲ့ဝင်လို့ရပါတယ်ခင်ဗျာဘာလို့လဲဆိုတော့အဲ့ဝင်ကြည့်ကိုတကယ်လို့မှ member ဝင်လိုက်ပြီဆိုလို့ရှိရင်မေးဆွေလို့အနေနဲ့အကြောင်းစုံလေးအကုန်လုံးသိရပါတယ်မြဗျာအဲ့ရနေပြီးတော့မှ website က link လေးကိုယူပြီးတော့မှအတုံးပြပြရမှာဖြစ်ပါတယ်။အဲ website link ကလည်း Telegram ကျွန်တော်ရဲ့ THA ပြီးတော့ hacking group ထဲမှာပဲကျွန်တော်ထည့်ပေးထားတာရှိပါတယ်ဗျာ။ ဒါဆိုလို့ရှိရင်ကျွန်တော်ဘေဖုန်းတွေကိုရရတယ်ဆိုတာအရင်ဆုံးပြောပြပေးသွားမယ်။ဆန်ကောင်းတွေရမယ်။ Xiaomi နဲ့ပတ်သက်တဲ့ CD တွေအကုန်လုံးရမယ်။နောက်ကြတော့ iPhone တွေရမယ်ဗျ။ဒီတစ်ခုကဘလို့ကောင်းတာလဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီပျောက်သွားတဲ့ဖုန်းကိုတကယ်လို့မှပျောက်သွားတယ်ဆိုလို့ရှိရင် iPhone ကိုကျွန်တော်တို့ကကျွန်တော်ဘက်ကနေပြီးတော့မှဆက်ဆိုပဲဆက်ချပြီးတော့လုပ်ရှင်လာလား။နောက်တစ်ခုကကြတော့ iPhone ကိုအတန်မီအောင်ဗေနာတယ်ထားတာလဲကျွန်တော်ဥပမာ ဒီကျွန်တော်တို့အိမ်မှာဆိုလို့ရှိရင်တဏှာထားမိတာရှိရင်ဘယ်လိုမျိုးပြန်ရှာရမလဲရှာလို့ရအောင်အတန်းကြီးအောင်အတန်းကြီးအကျယ်ကြီးပုံခါနေအောင်ဘယ်လိုမျိုးလုပ်ရမလဲနောက်တစ်ခုကကြတော့ iPhone မှာကျွန်တော်တို့ကဒီဆိုင်ရဆိုင်တဆိုင်မှာတော့အပ်တယ်ပဲထားပါဆိုအာဒီဖုန်းလေးကိုလုံပေးပါဦးဒီဖုန်းလုံပြီးလိုက်မှာဖုန်းဆိုင်မှာတွားပြလိုက်တော့ပါဝါလည်းပိတ်လို့လည်းမရဘူးအာဖုန်း screen မှာကြည့်လိုက်လို့ရှိရင်ဟာဒီဖုန်းနံပါတ်ကခိုးထားတာပဲဒီဖုန်းကိုအခိုးခံရခိုးထားတဲ့လူကဆိုင်မှာတွားပြမယ်ဥပမာတွားပြလိုက်မယ်ပြလိုက်လို့ရှိရင်ကျွန်တော်ကအခိုးခံလိုက် ကျွန်တော်ဖုန်းနံပါတ်ကိုဒီပုံမှာ subscribe ပုံမှာပေါ်နေအောင် auto ကျွန်တော်တို့ဘက်ကနေပြီးတော့မှကျွန်တော်တို့ဖုန်းကနေပြီးတော့မှလှုပ်လိုက်တာနဲ့ auto အဲ့ဘက်မှာပေါ်နေအောင်ပါပါလဲပိတ်လို့မရဘူးဘာတစ်ခုမှလှုပ်လို့မရဘူးရိုက်ခွဲပြင်မှာပဲရမယ်ဟာဒီမျိုးပေါ်အောင်ဘယ်လိုမျိုးလှုပ်ရမလဲဆိုတော့ကိုကျွန်တော်အသေးစိတ်လေးနည်းနည်းပါးပါပြောပြပေးသွားမယ်ဗျာဘာလို့လဲဆိုတော့ကျွန်တော် subscribe ကောကတော့အဲလှုပ်လို့မရဘူးကျွန်တော်ဒီဖုန်းမှာဆိုလို့ချင်းကျွန်တော်ပြပေးမှအချက်လက်တွေကို subscribe ကောနဲ့ထိုင်းယူလို့မရဘူးမရတဲ့တော့ကိုကျွန်တော် ီဖုန်းတစ်လုံးနဲ့ရိုက်ပြီးတော့မှကျွန်တော်တင်ပြပေးသွားမယ်။ဒါဆိုလို့ရှိရင်ကျွန်တော်ဗီဒီယိုလေးကိုအရင်ဆုံးစလိုက်ရအောင်ဗျ။ဒီပုံလေးရဆိုလို့ရှိရင်တော့နှုတ်တဲတာပူပဲဖြစ်ပါတယ်။ဒီတော့နှုတ်တဲတာပူကိုကျွန်တော်တို့ကဥပမာပျောက်သွားတဲ့ဆိုတဲ့နေရာမှာအရင်ဆုံးကပိုက်နိုင်ခံရတဲ့နေရာမှာကျွန်တော်အရင်ဆုံးထားပေးလိုက်မယ်။ထားပေးဖို့အတွက်ဆိုလို့ရှိရင်ဒီနေရာမှာကျွန်တော်တို့ကဒီဖုန်းထဲမှာလှုပ်ထားရမယ့်အချက်တွေကိုကျွန်တော်အရင်ဆုံးပြောပြပေးသွားမယ်။ လူတိုင်းကတော့အတိမဲ့ထင်တယ်ဗျမီကလောက်တွေပါလိုအပ်ပါတယ်ဗျဒီဖုံးမှာဆိုလို့ရှိရင်မီကလောက်တွေလိုအပ်တယ်ဆိုလို့ရှိရင်မီကလောက်ကိုကျွန်တော်တို့ကလော့ဝင်ဝေပြမယ်လော့ဝင်ဝေပြတဲ့ဒီနေရာမှာဒီမှာ find device ဆိုတာကိုရှိပါတယ်ဗျအဲ့ find device ကိုကျွန်တော်တို့ကဖွင့်ပေးရမှာဖြစ်ပါတယ်ဗျဖွင့်ပေးလိုက်လို့ရှိရင်ဒီဖုံးရဲ့ဟာကတော့ကျွန်တော်တို့ကအဆင်ပြေသွားပြီဆိုလိုက်ဆိုလို့ရှိရင်ဒီဖုံးဥပမာကျွန်တော်ကပျောက်သွားပဲဆိုကြပါစို့တဲ့တနေရာမှာမှာဖုံးကိုကြာနေလိုက်တယ်ပျောက်သွားတယ်ပဲဆိုကြပါစို့တကယ်လို့မှပျောက်သွားတယ်ဆိုလို့ရှိရင်ဒီဖုံးတစ်လုံးနဲ့ကျွန်တော်တို့ကရှားပြီးတော့လုပ်ပေးရမယ်ဒီဖုံးကဘယ်လိုမျိုးရှားရမယ်ဆိုလို့ရှိရင်ဒီမှာကျွန်တော်ရဲ့ ဒီ link ကတော့ကျွန်တော် Telegram ရဲ့ကျွန်တော် Telegram အကောင့်မှာ group ထောင်ထားပါတယ်။ high group ကတော့ကျွန်တော်တို့က member ဝင်ချင်းအနေနဲ့ပဲဝင်မှရမှာဖြစ်ပါတယ်ဗျ။ high group ထဲမှာဝင်ပြီးတော့မှကျွန်တော်တို့ရဲ့ Telegram link ကိုဝင်ပေးရမှာဖြစ်ပါတယ်။ဒီ Telegram link ကတော့ကျွန်တော်တို့ THC block hacking ဆိုတဲ့ group ရဲ့ရှိပါတယ်ဗျ။အဲ့ group မှာဝင်ပေးရမှာဖြစ်ပါတယ်ဗျ။ကျွန်တော်ကတော့အရင်ဆုံး high group ကိုအရင်ဆုံးဝင်လိုက်ပါမယ်ဗျ။ဟုတ်ကဲ့ကျွန်တော်တို့ဒါမျိုးဝင်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီနေရာမှာဆိုလို့ရှိရင်ဒီမှာ အဲကျွန်တော်တို့ရဲ့ဖုန်းခုနကဒီဖုန်းပျောက်သွားတဲ့ဟာကိုကျွန်တော်တို့ကဟိုဟာလုံးမှာဖြစ်ပါတယ်ဗျရှာမှာဖြစ်ပါတယ်ဗျရှာဖို့အတွက်ဆိုလို့ချင်းအပေါ်ကဆက်ရှာပွင့်ရဆိုလဲဟာတွေကိုတစ်ချက်နှိပ်လိုက်ပါအဲခဏလေးဆောင်ပေးလိုက်ပါဗျအတူရှာနေပါတယ်ဗျအဲရှာတော့တွေ့သားပြီဆိုလို့ချင်းသူ့ရဲ့ location နေရာကိုဒီမှာရှာတွေ့ပါဗျနော်ဒါသူ့ရဲ့ location နေရာကိုရှာတွေ့ပါဗျဒီမှာသူ့ရဲ့ location နေရာကိုရှာတွေ့ပါပြီအဲသူ့ရဲ့ location နေရာကိုရှာတွေ့ရဆိုလို့ချင်းဒီပေါ်ကမှာအမျိုးမျိုးဆက်ထားရန်ဆိုလဲဟာတွေကိုတစ်ချက်နှိပ်လိုက်ပါ ယာယီကိုကျွန်တော်တို့ယူပေးလိုက်ပါယူပြီးလိုက်ရှင်အောက်ဆုံးမှာရှိပါတယ်ဗျရှိရဆိုလို့ရှင်ဒီနေရာမှာကျော်တစ်ချက်ပြပေးမယ်ဒီမှာဆိုလို့ရှင်ဗျအတန်ဖွင့်ရဆိုလို့ရတယ်နှိပ်လိုက်မယ်ဗျကြော်ပါတော့ကျွန်တော်တို့ဖုန်းကတော့ဒီမှာ location ကတော့တွေ့သွားပြီ။တွားချမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ချမယ်ဆိုရင်ချလို့ရပြီ။ဒီမှာဆိုလို့ရှိရင်မတွေ့လား။ကျွန်တော်ရင်တော့စမ်းထားတဲ့ဟာဗျ။အခုနကတော့စမ်းထားတဲ့ဟာဒီမှာ Redmi တာဘူ 3D तू ကအာဘလောက်ရှိတယ်ဆိုတာအစအကုန်လုံးပြပေးပါလေဗျ။ဒီမှာဆိုလို့ရှိရင်အာဘလောက်ရှိတယ်ဆိုတာအစပြပေးပါလေ။ဒီမှာကျွန်တော် အတန်ဖွင့်လိုက်မယ်။ အတန်ဖွင့်ပြီးလို့ချင်းဒီမှာအတန်ဖွင့်ရအောင်နှိပ်လိုက်မယ်နှစ်လောက်ချင်းဒီဘုံထဲမှာအတန်ကြားရမယ်တွေ့လားဒီဘုံထဲမှာအတန်ကြားရမယ်ကြားလားကြားလို့လို့ချင်းကျော်ကမှာဖင်ကားလေးနဲ့ကျွန်တော်ကလည်းဖွင့်လိုက်မယ်ဖွင့်လိုက်ချင်းဒီမှာဖွင့်လိုက်မယ်ဘာလို့လဲဆိုတော့ကျွန်တော်ဖုန်းကိုရှာတွေ့ပြီးဖိလိုက်တော့ကိုကျွန်တော်ကဒီကနေပြီးတော့မှခိုင်တစ်ပိုက်ကိုနှိပ်လိုက်မယ်နှိပ်လိုက်ချင်းပိတ်လိုက်ပြီဒီအောင်ထားရအောင်နော်ဒီမှာပိတ်လိုက်ပြီပိတ်လိုက်ပြီဆိုတာနဲ့ကျော်တို့ကအတန်နဲ့ယာပြီးသွားပြီဆိုလို့ရှိရင်ဒီမှာဒီဖုန်းကကျွန်တော်တို့ကပျောက်သွားပြီဒီဖုန်းကတော့ကျွန်တော်တို့ကပျောက်သွားပြီနော်ပျောက်သွားတဲ့နေရာမှာကျွန်တော်တို့ကဒီဖုန်းကိုကျွန်တော်က ကျော်တို့ကဆိုင်တဆိုင်မှာဒီဖုန်းကခိုးထားတဲ့သူကတွားပြမယ်ဆိုကြပါကြုတ်တကယ်လို့မှဆိုင်မှာတွားပြမယ်ဆိုလို့ရှိရင်ကျော်တို့ကစက်ခွင်မှာဒီမျိုးမျိုးဒီစက်ခွင်ပေါ်မှာပေါ်အောင်ပါဝါရီလဲဘာမှနှိပ်လို့မရအောင်အတန်တိုးချက်တွေလည်းနှိပ်လို့မရအောင်ဘယ်လိုမျိုးလုပ်ရမလဲကျွန်တော်ဆက်ပြပေးသွားမယ်ဒီမှာနှိပ်လိုက်မယ်ဖုန်းပြောက်ဆိုတာနှိပ်လိုက်မယ်ပျောက်ဆုံးမောင်ရုပ်ပြောင်းလိုက်မယ်ကြောင်းလိုက်လို့ရှိရင်ဒီနေရာမှာကျွန်တော်တို့ကအချက်လက်တွေရေးလို့ရတယ်ဒီမှာဆက်လက်တွေရေးလို့ရတယ်ဒီအပေါ်မှာလည်းကျွန်တော်ကအချက်လက်တွေရေးလို့ရတယ်ကိုရေးချင်တဲ့အချက်လက်ကိုဒီအပေါ်မှာအာဒီဖုန်းကတော့ပျောက်သွားပါတဲ့လူလိမ်မှာတခိုးပါပေါ့ ကျွန်တော်ရေးလိုက်မယ်ဒီအောက်မှာနည်းနည်းလေးရေးလိုက်မယ်ဖုံးခိုးခံရလို့ဆိုတော့တစ်ချက်ရေးလိုက်မယ်ဖုံးခိုးခံရလို့ ਆ ရေးလိုက်မယ်ရေးပြီးတော့ဆိုလို့ချင်းဒီအောက်မှာကျွန်တော်တို့ကကျွန်တော်တို့ဆက်တယ်ရဖုန်းနံပါတ်လေးတစ်ချက်ရေးလိုက်မယ်ဗျညာကိုကျွန်တော်ရဲ့ဖုန်းနံပါတ်ပဲ9956133ရိုက်လိုက်မယ်ရိုက်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာ log ချမယ်ဆိုရေးလိုက်မယ် log ချမယ်လို့နှိပ်လိုက်မယ်နှိပ်လိုက်ပြီဒီမှာဆိုလို့ရှိရင်ပြီးသွားပြီဒီမှာတွေ့လား thì phong nó mà bỏ lại bị bỏ lại bị địa bông mai gì ra để hai cho nó lúc này sẽ cả lại đến sao về để chỉ bà bị lại cho nó lúc thằng này xuất để này bà cả lại lớn mấy là Jesus để, để mà để để sao về anh này phong khu khai nhà lúc sụp giờ thì mà đây là phong khu khai nhà lúc cho nó cũng là này giải ra là phong này bà cố đông nhà cố ai còn thì bà ba sĩ chạy đầu này nó thì mà đông nhà cố để lấy cố dành nên đi sao hiểu cho nó lúc xuất để bị vụ cho thà bà để thì mà bà ba sĩ chạy đầu này chạy đầu này bá mà lâu hiểu bà ba sĩ chạy đầu này bá mà lâu hiểu nó thì mà chị bá mà lâu 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 hiểu là thì mà ဘာမှအလုပ်လို့မရဘူး။ကဲ။မဟုတ်ဘာမှအလုပ်လို့မရဘူး။ဒါတော့မယုံပါဆိုလို့တရားတော်အပေါ်ကဝန်ဖိုင်နေမှလို့ဘာမှအလုပ်လို့မရတွေ့တာ။အဲ့ဒါကိုကျွန်တော်တို့ကဘယ်လိုမျိုးပြန်ပြရမယ်ဆိုလို့ချင်းအပေါ်ကဟာလေးကိုနှိပ်လိုက်မယ်။မိုင်းတစ်ပိုက်ကိုနှိပ်လိုက်မယ်။နှိပ်ပြီးတော့ချင်းဒီမှာ password တောင်းလာပြီ။ဒီမှာကျွန်တော်တို့က password ကိုတောင်းလာပြီ။ဒီ password ကိုကျွန်တော်တို့ကတောင်းလာပြီဆိုလို့ရှိရင်ဒီ password ကကျွန်တော်တို့ခုနကခံထားတဲ့မိအကောက် password ကိုမိအင်ကလောက်ရဲ့ password ကိုရိုက်ထည့်ပြရမှာဖြစ်ပါတယ်။ကျွန်တော်တို့အရင်ဆုံးရိုက်လိုက်ပါမယ်။ဒီကောင်လေးကိုကျွန်တော်ကရိုက်လိုက်ပါမယ်။ ရိုက်လိုက်ပါမယ်ရိုက်လိုက်နေမှာကျော်ဖုန်းခဏထုတ်လိုက်မယ်အမ်ပတ်စောအကိုတော့ကျွန်တော်တီးဖို့လိုအပ်မယ်ဗျာနော်ကိုယ့်ရဲ့ပတ်စောမှာမတီးဘူးဆိုလို့ရှိရင်တော့အဆင်မပြေဘူးဗျာဒီမှာကျွန်တော်ရဲ့ပတ်စောကိုရိုက်ထက်ပြီးတော့ရိုက်ထက်ပြီးလာဆိုလို့ရှိရင်ဒီအောက်ကအဒီဗီဒီယိုနှိပ်လိုက်မယ်အာကျွန်တော်ပတ်စောမှာနေလို့ဗျာခဏလေးကြောင်းပြပါ ဒီမှာတလုံးကြံခဲ့တယ်ဗျဒီမှာတလုံးကြံခဲ့လို့ဗျာနော်ဒီမှာတစ်ချက်နှိပ်လိုက်မယ်နှိပ်လိုက်လို့ကျခဏလေးဆောင်ပေးပါဒီမှာဆောင်ပေးရဆိုလို့ကျကျွန်တော်တို့ရဲ့ဖုန်းကလော့ကြပါပြီဒီမှာလော့ရိုက်လိုက်ပါရိုက်လိုက်လို့ကျဒီမှာဖုန်းကပွင့်သွားပါပြီဖုန်းကပွင့်ပါပြီဒီဗီဒီယိုလေးကတော့ကျွန်တော်တို့ကဒီလောက်ပါပဲဗျာဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ရဲ့ဖုန်းနေပျောက်သွားတယ် location နေဘယ်လိုမျိုးရှားမယ်အကြောင်းစုံတကယ်လို့မှသိချင်တယ်ဆိုလို့ကျနော်ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့မှမိတ်ဆွေလို့တဘောပေါက်လောက်မယ်လို့ထင်ပါတယ်ဗျာဘာဖြစ်လဲဆိုတော့ကျွန်တော်ကဘူဒူရာအနေနဲ့ ဒီဒီဗီယိုလေးကပြန်ပြီးတော့ sharing လုပ်ပေးတာတကယ်လုံးမှမဲဆေလိုလင်းနဲ့စိတ်လဲစိတ်ဝင်စားတယ်ဒီတီလဲတီချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ Telegram group မှာဝင်ချင်းအနေနဲ့လာပြီးတော့ဝင်လို့ရပါတယ်ဗျဒီဗီယိုလေးကတော့ကျွန်တော်တို့ကဒီလောက်ပါပဲဗျအားလုံးကိုကျေးဇူးတင်ပါတယ်